ပါစကားကာလသတ္ထမသတင်းပတ်ရဲ့တောက်ကြနေရှင်ယောဟန်ဧဝံဂေလိကျမ်းအခန်းကြီး16အခန်းငယ်20မှ23ထိုချိန်၌သခင်ယေရှုကတပည့်တော်တို့အားမိန့်တော်မူသည်မှာသင်တို့ဟာငါဧကံအမှန်ဆိုသည်ကားသင်တို့သည်ဝမ်းနည်းငိုကြွေးကြရလိမ့်မည်တို့ရာတွင်ဤလောကသည်ဝမ်းမြောက်လိမ့်မည် သင်တို့သည်ဝမ်းနည်းကြရတော်လဲသင်တို့၏ဝမ်းနည်းခြင်းသည်ဝမ်းမြောက်ခြင်းအဖြစ်သို့ပြောင်းလဲလိမ့်မည်အမျိုးသမီးတူသည်တားဖွားရသောအချိန်ရောက်သောအခါဝေဒနာပြင်းစွာခံစားရသဖြင့်ဝမ်းနည်းခြင်းရှိ၏သို့သော သူမသည်တားဖွားပြီးလင်မူမိမိခံစားခဲ့ရသော ဝေဒနာကိုတတိမရတော့ချေအကြောင်းမူကားဤလောကအတွင်းသို့သူငယ်တယောက်ဖွားမြင်လာခြင်းအတွေ့ ဝမ်းမြောက်သောကြောင့်ဖြစ်၏ထိုနည်းတူသင်တို့သည်လည်းယခုအခါဝမ်းနည်းလျက်ရှိကြ၏သို့တော်ငါသည်သင်တို့နှင့်တဖန်ပြန်တွေ့သောအခါသင်တို့၏စိတ်နှလုံးများသည်ဝမ်းမြောက်ကြလိမ့်မည်ထိုအခါမိသူကမျှသင်တို့၏ဝမ်းမြောက်ခြင်းကိုသင်တို့ထံမှယူသွားလိမ့်မည်မဟုတ်ထိုနေ့၌သင်တို့သည်ငါအားမိသည့်အရာကိုမျှမေးမြန်းကြလိမ့်မည် မဟုတ်ဟုမိန်တော်မူ၏ယေရှုခရစ်တော်သခင်မွန်မြတ်တော်ဧဝံဂေလိတရားတော်ပေဒီ sorrow and joy သခင်ယေရှုဒီနေ့မှာလည်းပဲသူ့နဲ့ခွဲခွာကနေတမန်တော်တွေကိုမှာကြားနေတာထက်ကြားရပါတယ်ဝမ်းနည်းခြင်းအကြောင်းနဲ့ပျော်ရွှင်ခြင်းအကြောင်းဒီနှစ်ခုကို ရှင်ကြည့်ဖို့လိုအပ်လာပါတယ် ဝမ်းနေခြင်းကျွန်တော်တို့လူသားများတွေ့ကြုံရမယ့်အရာဖြစ်ပါတယ်ပျော်ရွှင်ခြင်းလည်းလူသားများတွေ့ကြုံရမယ့်အရာဖြစ်နေပါတယ်ဒါပေမဲ့ဝမ်းနေခြင်းဆိုတဲ့နေရာမှာအမျိုးသမီးတာမဖွားခင်အဖြစ်အပျက်များကိုကြိုတင်ပြီးစိတ်ဆောတယ်စိုးရင်ပူပန်းနေအချိန်ခိုက်တန်တစ်ခုခဏပန်းယာယီသဘောပဲဖြစ်နေတာကိုတွေ့ရပါတယ်ဒီ ဝန်내ခြင်းကိုကြော်ဖြတ်ကြရပါလိမ့်မယ်။ဝမ်းသာခြင်း joy ပျော်ရွှင်ဝမ်းမြောက်ခြင်းကြတော့ဒီလောကကာနေဘလူးမှမနှောက်ယှက်နိုင်တော့ဘူး။လောကနဲ့မဆိုင်တော့ဘူး။အတိုင်းအဆမရှိအကန့်အသတ်မရှိတဲ့အခြေအနေမျိုးကိုတွေ့ရပါတယ်။ဒါကြောင့်သူဒီနေ့ပြောလာတဲ့ဝမ်း내ခြင်းနဲ့ဒီနေ့ပြောတဲ့ပျော်ရွှင်ဝမ်းမြောက်ခြင်းဟာနိုင်လို့မရတဲ့အခြေအနေမှာရှိပါတယ်။အရေးအသွေးမတူတဲ့အခြေအနေမှာရှိပါတယ်။ ဒါဟာသူကနေပြီးပေးလာမယ့်အရာ ဖြစ်နေပါတယ်သူကိုယ်တိုင်ဒီအရာနှစ်ခုကိုကြော်ဖြတ်ရအောင်မှလည်းပဲဖြစ်နေပါတယ်ပညာရှင်တွေတချို့ကဒီလိုဝမ်းမြောက်ပျော်ရွှင်ခြင်းဟာသူ့ရဲ့ရှင်မြန်ထမြောက်ပြီးတဲ့နောက်အချိန်ကိုညွှန်ပြနေတယ်လို့ဆိုပါတယ်သူကနေပြီးတော့တမန်တော်တွေကိုလာပြန်တွေ့မယ်ရှင်မြန်ထမြောက်ပြီးတဲ့အခါမှာဒီခါမှာသူတို့ဝမ်းမြောက်ပျော်ရွှင်ရန်ကြရမယ်တချို့သောပညာရှင် အဖွဲ့ကလည်းပဲဒီဟာကနောက်ဆုံးသောနေ့မှာပါရိုစီယာအကုန်လုံးမိုးကောင်းကင်ရောက်တဲ့နေ့ဖခင်ရဲ့မျက်မှောက်တော်ကိုအပြည့်ဝရရှိတဲ့နေ့မှာမှရမယ်ပျော်ရွှင်ခြင်းဆိုပြီးသုံးသပ်ပါတယ်ဘယ်လိုပဲဖြစ်နေဖြစ်နေအများပိုင်းလက်ခံထားတဲ့နားလည်ထားတဲ့ပျော်ရွှင်ခြင်းကတော့တန်ယောဟန်ရဲ့ယုံကြည်သူအဖွဲ့အစည်းရရှိလိုက်တဲ့ပျော်ရွှင်ခြင်းပဲဖြစ်ပါတယ်နောက်ဘဝမရလို့တော့မဟုတ်ဘူးအခုဘဝ ဒုက္ခဆင်းရဲခြင်းညှဉ်းပန်းနှိပ်စက်ခြင်းတွေသူတို့စီမှာဆက်ရှိလာတော့လည်းပဲဒီကြားထဲမှာကိုပျော်ရွှင် နေသေးတဲ့အခြေအနေကိုညွန်ပြနေတယ်လို့ဆိုပါတယ်ဒီလိုအထိပယ်ဖွင့်ဆိုမှုတွေကိုအသင်တော်ကလက်ခံထားပါတယ်ဒါကြောင့်ပျော်ရွှင်ခြင်းဟာသူကိုယ်တိုင်ပေးလာတဲ့ပျော်ရွှင်ခြင်းသူကိုယ်တိုင်ရုပ်ခန္ဓာရမရှိတော့တော့လည်းပဲခမီးတော်ကို သူ့ရဲ့နာမတော်၌အဆက်အသွယ်မပြတ်ဘူးအဆက်အသွယ်ရှိနေတယ်ဒီအချက်ကြောင့်ပျော်ရွှင်ခြင်းပဲဖြစ်ပါတယ် ဒါကြောင့်ပျော်ရွှင်ခြင်းဟာယုံကြည်ခြင်းနဲ့လည်းဆက်စပ်နေပါတယ်။ကျွန်တော်တို့လက်ရှိရမင်းကြီးဘပလေးကိုစပြီးတာဝန်ယူခြင်းဆဆခြင်းမှာပဲပျော်ရွှင်ခြင်းနဲ့ယုံကြည်ခြင်း joyful faith ဆိုပြီးသူပြောလာတာတွေ့ရပါတယ်။နောက်သူ့ရဲ့ဖွင့်မစ်ဆာမှာလည်းပဲထပ်တွေ့လာတာကတော့ယုံကြည်ခြင်းနဲ့ပျော်ရွှင်ခြင်းအတွက်အစီအကံဖြစ်ကြပါစို့ဆိုပြီးပြောတာတွေ့ရပါတယ်။အတိတ်ဘက်ကယုံကြည်ခြင်းနဲ့ပျော်ရွှင်ခြင်းဆက်ဆက်နေတာကိုတွေ့ရပါတယ်။ ။တခင်စုပြောလာတာလည်းဒါပဲဖြစ်ပါတယ်။အဆက်အသွယ်ပြတ်မသွားဘူး။ခမီးတော်နဲ့ပြတ်မသွားဘူး။သူ့ရဲ့နာမတော်၌ခမီးတော်ကိုအမြဲတမ်းအဆက်အသွယ်ရှိနေတယ်။သူဟာခန္ဓာရမရှိတော့လည်းပဲသူ့ရဲ့ဝိညာဉ်တော်၌ရှိနေတယ်။အနတ်ဆိုင်သောနေရာမှာကျွန်တော်တို့နဲ့ရှိနေပြီးသူ့ရဲ့နာမတော်အပြင်ခမီးတော်ရဲ့နဲ့အဆက်အသွယ်ထာဝရစဉ်ထာဝရရရှိလာခြင်းပေါ်မှာရရှိလာတဲ့ပျော်ရွှင်ဝမ်းမြောက်ခြင်းပဲဖြစ်ပါတော့တယ်။ဒီဟာကယုံကြည်သူများအားလုံးရရှိတဲ့ဝမ်းမြောက်ခြင်းဖြစ်ပါတယ်။ ယုံကြည်ခြင်းကြောင့်လရှိလာတဲ့ဝမ်းမြောက်ခြင်းသခင်ခရစ်တော်ရဲ့ပေးလာတဲ့ဂရုကြောင့်ဝမ်းမြောက်ခြင်းသူကိုယ်တိုင်ဒီဂရုတိုင်မြဲတမ်းပဲတည်နိုင်တယ်ဆိုတဲ့ယုံကြည်ခြင်းကြောင့်ဝမ်းမြောက်ခြင်းပဲဖြစ်ပါတော့တယ်။ဒါကြောင့်သူပေးလာတဲ့ဝမ်းမြောက်ပျော်ရွှင်ခြင်းကိုလက်ခံရရှိဖို့အတွက်ယုံကြည်ခြင်းတစ်နေ့တစ်ခြားတိုးတက်လာဖို့ဆုတောင်းကြပါစို့ဒီပြတော်ရဲ့ယုံကြည်ခြင်းကိုတိုးတက်ပွားများစေတော်မူပါ